အရကန်တက်တော် AA နဲ့တွန်လိုင်းပူပေါင်းတက်တွေရဲ့ပိတ်ဆို့တိုက်ခိုက်မှုကိုခံနေရတဲ့နေအိမ်ခံပြူဟာစခန်းမှာစစ်ကောင်မရှင်တက်တွေပိတ်မိနေပါတယ်။အဲဒီစခန်းကိုပို့သည်မစစ်ကုံအင်အားတွေဟာလမ်းမာရင် တိုက်ခိုက်ခံရပြီးအင်အားပြုံးတိနေသလိုထွက်ပြေးမှုတွေလည်းများနေတဲ့အတွက်စစ်ကောင်မရှင်တက်ကအရာရှိကြီးတွေကိုယ်တိုင်စီယုံရင်ဆင်းနေရတဲ့အခြေအနေထိရောက်ရှိနေတယ်လို့သတင်းရင်းမြစ်တွေက ပြောပါရတယ်။နောင်ချုံမြို့နယ်တောင်ခမ်းရွာအမြောက်တက်တိုက်ပွဲမှာမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ ဗိုလ်မှူးချုပ်နိုင်ဦးကိုရိုင်းအမြောက်စစ်စင်ကိုကဲမှုဌာနချုပ်မဆာကကိုတုံညာငါးကိုလာရောက်ခဲ့ပါတယ်။သူဟာနေကန်စခန်းကိုပို့ဆောင်မဲ့စစ်ကူတွေကိုလုံးဝထွက်မပြေးကြဖို့လာရောက်စီးရင်ဆင်းနေရတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။စစ်ကောင်မရှင်အောင်ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့နေကန်ကိုစစ်ကူပို့နိုင်ဖို့လမ်းဟောင်းနဲ့လမ်းသစ်နှစ်ခုလုံးကနေစစ်ကြောင်းနှစ်ခုခွဲပြီးခြိတက်နေပေမဲ့လမ်းမာရင်တိုက်ခိုက်ခံရလို့တိုက်ပွဲတွေပြင်းထန်နေတာပါ။ပြီးခဲ့တဲ့နိုဝင်ဘာ16ရက်နေ့ကကိုကြီးရွာနီလမ်းသစ်ဘက်မှာ စစ်ကောင်မရှင်နဲ့အေအေပူပေါင်းတက်တို့တိုက်ပွဲပြင်းထန်နေပါတယ်စစ်ကောင်မရှင်ဘက်ကလေကြောင်းဖြစ်ကူတွေဇက်တိုက်ပေးခဲ့ရတယ်လို့လည်းသိရပါတယ်စစ်ကောင်မရှင်ရဲ့အဲ့ဒီစစ်ကြောင်းတွေဟာကိုကြီးစခန်းကိုမကျော်နိုင်ပဲကြားပြန်တိုက်ခိုက်ခံနေရပြီးစစ်ကြောင်းလိုက်ပြုတ်တဲ့အခြေအနေကိုရောက်ရှိနေတယ်လို့သတင်းတွေကဆိုပါတယ်နေအီဂန်စခန်းမှာတော့တက်မှတ်မှု၂ယောက်အပါအဝင်အင်အား300လောက်ပိတ်မိနေပါတယ်ဒဏ်ရာရသူတွေရဲ့အခြေအနေတွေကလည်းစိုးဝါးနေတဲ့ပြင်စစ်ကုစစ်ကြောင်းဟာဂုတ်ကြီးကိုမကျော်နိုင်ပဲအကုန်အတိုက်ခံနေရတယ်လို့ သတင်းရင်းမြစ်က AR Times ကိုပြောပါရယ်ရေပြင်ထောက်ဖို့လမ်းကြောင်းပိတ်ဆို့ခံထားရချိန်မှာစစ်ကော်မရှင်ကပေးမိနေသူတွေစီခဲရတဲ့ရိတ်ခါတွေကိုလေချောင်းကနေချပေးတာတွေပြုတ်လုံလာပါရယ်ဒါပေမဲ့လေချောင်းကူညီနဲ့ချပေးတဲ့ခဲရတဲ့ရိတ်ခါရုပ်တွေအေးအေးတက်တွေစီရောက်ရှိသွားတာတွေလည်းရှိပါရယ်ကြံတဲ့ထုတ်တွေကိုထွက်ကောက်တဲ့စစ်ကော်မရှင်တက်တွေကလည်းအေးရပြစ်ခတ်တိုက်ခိုက်မှုကိုခံရတဲ့အတွက်ဆယ်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့လည်းသိရပါဗျ။ စေကောင်မရှင်ဟာနှိတ်ကန်စခန်းကိုစစ်ကူပေးဖို့လမ်းသစ်နဲ့လမ်းဟောင်းနှစ်ခုလုံးကနေစစ်ကြောင်းထုတ်ချီတက်နေပေမဲ့ဂျားပြန့်တိုက်ခိုက်ခံရပြီးစစ်ကြောင်းလိုက်ပြုတ်တဲ့အထိတိုက်စုံမှုတွေများပြားနေတယ်လို့သတင်းတွေကသိရှိရပါတယ်